အားလုံးပဲမင်္ဂလာပါဗျာဒီကနေ့မှာတော့ကျောဒီအာချက်ဖတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကနေပြီးတော့မှဘလီဆောက်မဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာခြေတဲ့စစ်တပ်အပိထောက်ခံနေတဲ့အဲဘောမာတိုက်နဲ့နော်ကိုပဲရက်ကွက်မှာဆိုလို့ချင်းအုံးကြွကြွဖြစ်နေတယ်ဗောဗျာသူတို့ဘာဘာတွေလောက်လိုက်တာလဲဆိုပြီးတော့မှရင်ထဲမှာတထိတ်ထိတ်နဲ့ဖြစ်ပေါ်နေတဲ့မပါတာအုပ်စုနဲ့ကျွန်တော်တို့မပါတာဖုံကြီးတွေအုပ်စုနဲ့အဲအခုတက်တလောလေးမှာ နော်တည်င်းနေရာအတုံးကပြန့်လွင့်နေတာပေါ့နော်နေပြီးတော့မှငါးအီကာလောက်ရှိတဲ့နေရာလွတ်နေရာမှာပေါ့ဗျာနေရာလွတ်တော့မဟုတ်ဘူးအဲ့ဒီနေရာကိုသူများအဖယ်ခိုင်းလိုက်တာပေါ့ဖယ်ခိုင်းပြီးတော့မှအဲ့ဒီနေရာမှာပလီကြီးစောက်မယ်ဆိုပြီးတော့တည်င်းထွက်လာတဲ့အပေါ်မှာဒီဘက်ရက်ွက်ကကျွန်တော်တို့ဒီပေါက်ကဒုံနုရက်ွက်ကဘာဒီပြောထားလဲဆိုတာကိုကျွန်တော်လည်းတူတူကြည့်လိုက်ရအောင်ဗျာအေး ြောရပါတော့နော်အားလုံးအားလုံး live ပေါ်မှာခဲရိုက်နေတဲ့အရာလေးပေါ့နော်နေပြီးတော့မာမုစလင်တွေကိုပေါ့နော်အင်းပလီပေးတယ်ပေါ့ကာကျော်ကြီးကပလီနေရဒေကာခွဲဒေကာကျော်ပေးတယ်ပေါ့နော်ဒေကာပေးတယ်အားကြီးကတော့ရှိတယ်ဒေကာလေပြောမှဖြစ်ပါလေဗျနော်ဟုတ်ပြီပေါ့ကတော်တို့ပြောရဲဦးလားတဲ့မလုံးနေလဲပေါ့ပြောရဲဦးမလုံးနေလဲပေါ့အင်းအင်းဦးစင်းတို့ကပြောပြီးပဲလေဗျာ တရားဝင်တဲ့လဲလေးရွာပါပလီတုံးကဦးဇင်းတို့ပြောတရားမဝင်လို့ပြောတာတရားမဝင်လို့ပြောတာလေနော်အဲ့တော့တရားဝင်တောင်းတယ်သူတို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်အဲ့ဒီဆိုရလဲထင်မှာကောင်းမှုတော့ဖရာဟုတ်တော့မှာပကရုံးကြီးဖာတဲ့ပါဇက်နော်ဖာတဲ့ပါဇက်နော်ဟိုဘက်မှာတရားဝင်ပေးဘူးဆိုပြီးတော့ဒီဘက်မှာမင်းအောင်လဲတရားဝင်ပေးလိုက်တဲ့အပေါ်မှာ သူတို့ဘာမှမပြောရဲဘူးတုံတုံမလှုပ်ရဲဘူးเนาะတိလားသူတို့ပြောချင်တာကသူတို့ဘာကိုကာကွယ်ဖို့မင်းအောင်နိုင်အောင်ကာကွယ်ဖို့ပဲသူတို့ကပြောချင်နေတာဖြစ်တယ်เนาะကျွန်တော်ဆက်ကြည့်လိုက်ရအောင်ဟုတ်ကဲ့အဲ့ဒီဆိုရလက်ထက်မှာအင်းပြောတန်ဃာတော်တွေကအောက်ကနေပြီးမှအင်းဗလီယမော်လဝီတွေကဂလက်ဆိုင်ကြီးတွေကိုထိုင်လို့ဘာသာရေးကိုအဲ့လောက်ဒီဖိနှိပ်ခဲ့တာမဟုတ်ဘူးလား အေးဒီဂျေမကောက်မြောင်များစွာရှိပါလေအေးဟုတ်ပြီပြောသူ့ယူခဲ့တဲ့အရာလည်းရှိတယ်อืมတာနာရေးဝင်ကြီးသူရောဥအောင်ကိုဆိုလည်းပြောခဲ့လာပဲလေလို့လေကောင်မှာတကယ်ကမ္ဘာဆိုင်ချင်းပြီပေါ့ဒါကြီးအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလားအေးလုပ်ဖို့အတွက်ဘာအောင်ပြင်ခဲ့ဦးအလေဒီဆိုရလက်ထက်မှာဘာသာပေါင်းစုံဆိုပြီးမှမဟာနာဆရာတော်တွေကိုဖြုတ်ပြီးမှမဟာနာဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလို့နေရာမျိုးမှာ ခရိယံကလည်းခရိယံဟိန္ဒူခရိယံမု슬လင်အစ္စလမ်ဥရဝါဒဗလာယီလေးခုထိုင်မဲ့ပုံစံမျိုးပလန်ဆွဲခဲ့တယ်မဟုတ်လားတကယ်လို့ဒါဆိုရနောက်ထပ်9နှစ်တာဆိုရင်တော့ဖြစ်သွားမှာပဲဒါတွေကနော်ဒါတွေပြောပြမယ်နော်ကျွန်တော်ပြောပြမယ်ဂျုံမြန်မာနိုင်ငံမှာအစ္စလမ်ဘာသာဝင်ရှိတယ်ခရစ်ယာန်ဗုဒ္ဓ နော်ဘာသာတွေသူ့နေရာနဲ့သူသူ့ကိုးကွယ်မှုနဲ့သူနော်ထားထားလို့ရတယ်ဒါခမားတို့ဘာမှမဖြစ်ဘူးဗုဒ္ဓဘာသာလေရဗုဒ္ဓဘာသာကိုကိုးကွယ်ကြမယ်ဗုဒ္ဓဘာသာတွေကအစ္စလမ်ဘာသာဝင်တွေဒီအစ္စလမ်ဘာသာကိုသူတို့ကိုးကွယ်ကြမယ်မြန်မာနိုင်ငံမှာနေတဲ့အတွက်ကြောင့်မလို့ဒါခွင့်ပြုတင်တယ်နော်ဒါအမေစုလက်ထက်မှာမဟုတ်ဘူးအခုမင်းအောင်လေလက်ထက်မှာလောက်လိုက်တာတော့တော်တော်အုံအုံကြွကြွဖြစ်သွားတယ်အမေစုလက်ထက်မှာကတာတူညီမြလူတန်းစားအလုံးကို ူအခွင့်အရေးနဲ့သူရရှိဖို့အတွက်ကိုစီးလုံးညီညွတ်မှုအတွက်ကိုလောက်ခဲ့တာဖြစ်တယ်နော်ဒါပေမဲ့အခု main online လောက်တာကဘာချောင်းလဲဆိုတာပြန်တွေးဖို့လိုတယ်နော်ပြန်တွေးကြည့်ဖို့လိုတယ်ကျွန်တော်ပြောချင်တာပြန်တွေးဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံကအစ္စလာမ်ခရစ်ယာန်ဗုဒ္ဓအားလုံးကတစုတစည်းတည်းနဲ့တစီလုံးစီလုံးညီညွတ်စွာနေထိုင်မယ်ဆိုလို့ချင်းကျွန်တော်ရဲ့မြန်မာနိုင်ငံဒီတာယာဝပြောပြီးတော့မှထွန်းကားတဲ့နိုင်ငံတကာနိုင်ငံဖြစ်လာမယ် အဲ့ဒီအတွက်ကိုအမေစုကပလန်နေဆွဲခဲ့တာဖြစ်တယ်နော်အခုဒီမှာပေါက်ကတော့ပြောနေတာတွေကဘာတွေလဲတခြားစီဖြစ်နေတယ်ဗျာနော်ကျောင်းပြန်တွေးကြည့်ပါနော်ဟုတ်ပြီကျောင်းဆက်ကြည့်အောင်အဲ့ပုံစံမျိုးတွေတော်တော်ဆွဲခဲ့ကြတာပဲအင်းတရားမဝင်ရင်တော့ဦးဇင်းတို့ကတော့ကန့်ကွက်ပါပဲတရားဝင်တို့တရားဝင်တိတိကျကျတရားဝင်တာရှောက်တယ်တရားဝင်လုတ်တယ် နိုင်ငံတော်ကတရားဝင်ခွင့်ပြုတယ်ဆိုတော့တို့တို့အနေနဲ့ပြောစရာမရှိဒါဥစဉ်2023 2023ကလေးကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ်အေးပြောပုံမှုတရားရဲ့ဆရာတော်ကြီးပြူးလင်ရောက်တဲ့ချိန်တွားဖူးတော့အေးဒီကွာတဲ့ဒီလိုဒီလိုရဒီလိုပေါ့ပေးတယ်ပေါ့နော်ခရိယံလည်းပေးတယ်မစလီလည်းဟိန္ဒူလည်းပေးတယ်လို့ကြားရကွာတဲ့အကြီးဆုံးကတော်ကြီးဆရာတော်ကြီးလာကြတော့တော့နော် ဆရာတော်ကြီးလည်းကြားတာပေါ့ဗျာလို့ကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြည်တော်မှာကွာစင်သာကြီးကြီးကြီးတခုတော့ရင်ကတော့တောင်းပြီးမှလုံးမကွာတဲ့อืมဒါဦးဇင်းကဆရာတော်ကြီးရှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောင်းလဲတောင်းထားကိုကြားပါတယ်ရလဲရထားပြီလို့ဦးဇင်းကထင်ပါတယ်ရလဲရထားပြီလို့ထင်ပါတယ်အဲ့ဒါကို ကြီးကြီးလို့ပြီးဟာကာကျော်ကြီးကမွတ်စလင်ဖြစ်သွားပြီဟာကာကျော်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးဓမ္မတွေနဲ့မွတ်စလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါတော့ပေါကတော့ကျွန်တော်ပြောချင်တယ်နော်အခုပြောမဲ့ဗီဒီယိုရဲ့ခေါင်းစဉ်နဲ့အခုပေါကတော့ပြောနေတဲ့အရာတွေကတခြားသည်ဖြစ်နေတယ်ဟုတ်ခြေတော်အရာတွေကိုခြေချောက်ရည်နူတာတွေကိုပြောတော့နေတယ် အမေစုလက်ထက်ကပြီးသွားပြီနော်အခုလက်ရှိမင်း online လက်ထက်မှာမင်းတို့ဘာလုပ်မလဲဘာပြောမလဲမင်း online ကတရားဝင် ခွင့်ပြုရင်တော့မင်းတို့ဘာပြောမလဲဘာလုပ်မလဲအထောက်အပံ့တည်ခြင်းမင်းတို့တားမှာမင်းတို့ဆန္ဒပြမှာလားကန့်ကွက်မှာလားဒါတွေကိုတည်ခြင်းတာနော်တည်ခြင်းတို့ဒီဗီဒီယိုကိုရွေးချင်းလောက်နေတာဒါပေမဲ့ပြောနေတာဒီကအာတခြားသူစီနေရည်လို့ဖြစ်နေတယ်မဟုတ်တော့ဘူးကွာမဟုတ်တော့ဘူးဆက်ကြည့်အောင်ဗျာနည်းနည်း စူပူပြောင်ဖန်သေးတာပဲပြောရတော့မျိုးသားရေးသမားတွေမဘာသာမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲအဲလူတို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်အာဘာလုံးတယ်အဲအဲဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုအားပေါ့နော်ဒီကကြားကောင်းတော့ဦးစင်းကိုဦးစင်းကိုပြစ်မှတ်ထားဖို့ကြားပါတယ်ဦးစင်းတို့ဦးစင်းရဲ့ဆရာတော်ဦးရတူတို့ပြောလိုက်လို့ရှိရင်အာကကြောင်ကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်ထဲထည့်မယ်အာအဲဒါတို့တို့အတွက်ဆင်းပြေပြီ ဒါပဲနော်ဒီကဒီလိုပဲဥစဉ်တော့ကတော့တုံးတက်တယ်အေးပါတုံးတက်တာပေါ့အဲ့လိုသူတို့ခံမှကြောက်တယ်တရားဝင်ရှောက်တယ်တရားဝင်လုတ်တယ်တရားဝင်တော့လည်းလုတ်လေဥစဉ်တော့လည်းကြောင်းနေရတရားဝင်ရှောက်တယ်ဟုတ်လားတာနာရေးဝင်ကြီးလက်မှတ်ထိုးပေးတယ်တာနာရေးဝင်ကြီးခွင့်ပြုပေးတယ်တတော်ဝင်ကြီးတတော်နဲ့မကင်တတော်ကိုရှောက်တယ်ဟုတ်လားရှောက်တယ်ဥစဉ်တော့လည်းอืม ယောတရားမဝင်တာတရားမဝင်မှုဆိုရင်တရားဝင်အောင်လုပ်စီးနဲ့ကန့်နဲ့ဘောင်နဲ့လို့ကျုပ်တို့တွေကဒါဘယ်ပါတော်မှထိခိုက်စရာအကြောင်းမရှိဘူးဘယ်ပါတော်မှလည်းမေစုလက်ထက်ကရောတရားဝင်လောက်တာနော်တရားမဝင်လောက်တာမဟုတ်ဘူးအဲတော့ဆောက်ဖို့မပြောခဲ့ဘူးအခုလိုကြီးအခုကဆောက်ဖို့ကြီးဖြစ်နေပြီပြောနေတာညာနော်ခင်ဗျားတို့စဉ်းစားကြည့် ဥပမာတရားဝင်ရင်ခွင့်ပြုရဲဆိုရင်တော့မှဒါမြန်မာနိုင်ငံမှာအခုလိုအခြေအနေမျိုးမှာဖြစ်တင်လာအကုမောင်မောင်ပြောသလိုမွတ်စလင်ညာတို့ဒီကိစ္စမှာသူကစိတ်ပါဝင်စားတာနဲ့သူတို့ရဲ့ပလီကိုလှုပ်ရှင်လာမေးလေမေးအောင်လို့မေးအောင်မျက်နာရဖို့မျက်နှာပန်းလှဖို့တော့ကိုမင်းအောင်လည်းဖက်ကဖားရဖားနဲ့အခုမှကောက်ကံငင်တာလှုပ်တယ်ကိုမောင်မောင်ပြောသလိုပဲဗလီဆောက်တဲ့နေရာမှာတဲ့လုံုံရေးတွေအပြစ်ပေးမယ်ဟိုဒီ ဒီရွေးကောက်ပွဲမှာပြည်သူတွေကိုလုံခြုံမှုအပြည့်အဝပေးနိုင်လားဆိုတော့ပြောတော့မပေးနိုင်ဘူးနော်မပေးနိုင်ဘူးနော်မင်းတို့စဉ်းစားတော့ဟဲ့အောင်နေမင်းတို့ကနေစဉ်းစားကြည့်တော့ဘောမာဒီဟာကွာတော်ဆိုရုပ်တော်တော်ရုပ်ပေါက်တယ်ကွာတော်တော်ရုပ်ပြက်တယ်နော်ထက်ကြည့်ရအောင်အရာလူစရာအကြောင်းမရှိဘူးဦးစင်းတို့ပြောပြီးပြီပဲဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကတော့ထည့်ရပါပဲ ိုယုံကြည်ရောတော့ခိုးခွဲကြပါဒီနိုင်ငံရဲ့ဥပဒေတိုင်ကျင့်တော့ရပါပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်နေထိုင်ရပါပဲဒီနိုင်ငံရဲ့ဥပဒေတိုင်မနေထိုင်မဲနဲ့အဆွေးရောက်မဲတိုင်းလူဖြစ်စည်းလုံမဲဥပဒေကိုချိုးဖောက်မဲဆိုဒီနိုင်ငံရဲ့ဥပဒေတိုင်ခံရမှာပဲလေဗျာခံရမှာပဲဟုတ်လားရုရှားနိုင်ငံမှာတော့မကြည့်လေဗျာရှိတာပဲဟုတ်လားဦးဇင်းတို့ လောရနိုင်ငံကာကြုတ်လက်ထံမှာပဲပြောရမှာပဲဘုံကြောင်နိုင်ငံနဲ့ဖီဒီကောဖရာစီတီတော်ကြီးနဲ့ရှိကြတာပဲမဟုတ်ဘူးလားခွင့်ပြုပဲကဒါတရားဝင်တရားဝင်ခွင့်ပြုတယ်လေဟုတ်လားတရားဝင်ခွင့်ပြုတာပဲဗလီတဲကလည်းဥပဒေကိုချိုးဖောက်ပြီးမှဗလီတဲကလည်းအကြက်ဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မိရှိလာပတိကြီးပိတ်ခံထားတာမဟုတ်လား ရခိုင်ပြည်နယ်မှာဦးတလွတ်ထွေးမြင့်နိုင်ဖွင့်ပေးလိုက်တယ်ပလီပြောဘာလို့ပိတ်ထားလဲအဲ့ဒီပလီတဲကနေတောက်ကြနေမှာထွက်လာတယ်တောက်ကြနေမှာထွက်လာပြီးမှရခိုင်တိုင်းသားတွေရဲဆက်ဆက်လဲလိတတ်တယ်ရဲဆက်ဆက်တတ်တယ်ရဲဆက်ဆက်တတ်တယ်2013လောက်ထင်2012ထင်2012အဲ့ဒီမှာသူအချက်ပြပြီးမှအဲ့နာဘာမှရခိုင်တိုင်းသားတွေတော့သေသွားတယ်အဲ့ဒီမှာဒီတော့တတ်မလို့ရှင်းလင်းလောက်တဲ့ဘယ်ဘလီကိုပိတ်လိုက်တယ် ပုတ်ထွေးမြေနိုင်ဖွင့်ပေးတယ်သူတို့အုပ်ချုပ်တဲ့ချက်ခဏတို့တကယ်အော်ရမှာအခုရခိုင်နိုင်ရင်းသားတွေဘင်္ဂလားဒေ့ရှ်မှာရခိုင်နိုင်သူမွတ်စလင်များဝါသွားမရင်းကျင်တယ်မရင်းကျင်တဲ့အရာကိုခင်ဗျားတို့ခုဟုတ်လားဆန္ဒပြတယ်အရေးယူပေးကိုဆန္ဒပြတာကိုသူရခိုင်အဲ့မှာဘင်္ဂလားဒေ့ရှ်ကဟုတ်လားအကျန်းဖက်မှုကြီးလှုပ်ဆောင်ပြီးမှပြလူငယ်မ19ရောက်သေးတယ်အိမ်နေမြှုပ်ခါရတယ်အဲ့ဒီလူခွေတော်မတွေအဲ့ဒါအော်လေဗျာ ။တကားဖင်လန်မောင်မောင်တို့အဲ့ဒါအော်လေဗျာအဲ့ဒါပြောလေဗျာ။တရားဝင်ကြီးကိုဦးသိန်းတို့ကတော့ပြောလို့မရဘူးလေ။တရားမဝင်ဘဲနဲ့ဒီစားတဲ့တရား I don't want ยาတွေอ่ะဟိုးလောလောအကူမှလုံးဝကြံ့ခဲ့ပြီเนาะချီချောက်ကိုရေမနူးနဲ့ကိုမောင်မောင်တို့ပြောနေတာလဲအခုလက်ရှိဖြစ်ပေါ်နေတဲ့အချောင်းအရာနဲ့အခုလက်ရှိမြန်မာနိုင်ငံမှာ main online အာနာတင်ထားတဲ့အပေါ်မှာကိုမောင်မောင်တို့သုံးသက်ဝေဖန်နေတာ အခုပေါ့ကိုတော့ပြောနေတဲ့အရာတွေကခုရှေ့ရှေ့တုန်းကဟာတွေကိုလာပြီးပြောနေတာအိုးလောက်လောက်အကိုပြာကျွန်တော်ဘာမှမဆိုင်တော့တဲ့အချိန်ရအရာတွေကိုဆွဲပြီးပြောနေတာဘာဆိုင်လဲအခုကိုမောင်မောင်ပြောစေချင်တာကိုမောင်မောင်ဖြစ်စေချင်တဲ့အကြောင်းအရာကဒီလိုအခုလက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာပေါ်မှာအခြေခံပြီးတော့ဒီမြန်မာနိုင်ငံမှာရှိခဲ့တဲ့ဘုံကြီးမဘာသာတွေမြန်မာနိုင်ငံမှာရှိတဲ့ဘောမားတွေမြန်မာနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာတွေကဒါတွေကိုဘာဖြစ်လို့ထမပြောရဲဘူးလားလို့ကိုမောင်မောင်ကပြောသွားတာနော်ဒါကိုပေါ့ကူတို့ပြောနေတာကကျွန်တော်တခြားစီပြာလောကတခြားစီတော်တော်ရုပ်ပေါက်ပါတယ်ပေါ့ကူတို့ပြောနေတာနော်ဒါမဲ့လည်းကျွန်တော်စိုးအောင်ကြည့်ရမှာပဲဖြစ်ပါဘူးဟုတ်ကဲ့မင်းနဲ့လုံးတယ်ဆိုရင်တော့ကျွန်တော်ကလောက်ရမှာပေါ့ပြောရမှာပေါ့ဟုတ်လားဖြစ်ပါတယ်တခါကြီးတို့လည်းအတိုင်းပြူချစ်တဲ့တော့ပြောတာပြောတာပဲဒီထက်တခါကြီးတို့ဖိလန်မှာနေကြတယ်အော်နေကြတယ်ပြောနေကြတယ်လာပါမြန်မာနိုင်ငံလာပါမြန်မာနိုင်ငံလာပြီးမှပြောကြပါ မြန်မာနိုင်ငံလာရင်မှတရားဝင်စော်ကြပါဒကာကြီးတို့ဒီလောက်တတိတွေကောင်းတယ်ဒါလောက်ဒကာကြီးတို့ပွင့်လင်းမြင့်တာမှုတွေရှိတယ်ဒကာကြီးတို့ကပညာရတ်တွေပါပညာရှိတွေပါသကလုံးပြောတာတွေဒကာကြီးတို့လေဟုတ်လားပြောပါနော်လာခဲ့ပါမြန်မာနိုင်ငံလာခဲ့ကြပါမြန်မာနိုင်ငံစဘိုင်းလူဦးတော်မှာယူဆရအောင်လားဘာသာတွေပုဂ္ဂိုလ်ရဆော်ကပုဂ္ဂိုလ်တော့ပုဂ္ဂိုလ်တော့ဆော်ကားလိုက်ဥတုစိတ်တဆော်ကားကြလားဥတုစိတ်တဆော်မဘာတာမဘာတာတို့ခိုင်းမဆော်ကားနဲ့ ဘာဘာနာမှာတိပိတကဆရာတော်ကြီးတွေပါတယ်။ဟင်။ဘာမအင်းစိတ်ဆရာတော်ဘုရားကြီးတွေပါတယ်။ဟင်။နော်။တကယ်ဒီလောက်ကောင်နမာတိကောင်လည်းပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေပါတယ်။နော်။ဘာဘာသာဆရာတော်ကြီးဆိုရင်အကုန်ပါပါပြီ။အဲ့တော့ပုဂ္ဂိုလ်ရအောင်ပြောပုဂ္ဂိုလ်ရတာတခါကြီးတို့အတွက်ကိုဦးစင်ကပြောပြရအောင်နော်ဝစီဝေဒထိတိုင်းချဆိုတာဆရာတော်ကြီးတွေကခွင့်လွှတ်ပေးမယ်အကုလိုကတခါကြီးတို့ခွင့်မလွှတ်ဘူး နော်ပပဒါဆိုပြောနေတဲ့စကလုံးနဲ့လုံးဝကိုလိုက်ဖက်မှုမရှိဘူးနော်သူကိုယ်တိုင်ကအကြမ်းဖက်မင်းအွန်လိုင်းကိုအားပေးပြီးတော့ဒီပြည်သူတွေကိုမတရားဟိုတတ်ဖြတ်ဖို့ကိုတိုက်တွန်းနေတဲ့ဘုံကြီးတပါးကအခုလိုစကားတွေပြောတော့ဖက်နှက်ကြားကနတ်စကားထွက်တယ်ဆိုတဲ့စကပုံလိုဖြစ်နေပြီဗျာနော်ကျွန်တော်တို့ကတော့ဒီတင်ငန်းကိုတော့အားနာပါလေရဲ့နော် ဒါပေမဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေသူတို့ရဲ့လှုပ်ရက်တရားဘာမှမဆက်လာလာမှမအပ်တတ်တဲ့အရာတွေဖြစ်တယ်နော်ပြည်သူတွေကိုတပ်ပါပြည်သူတွေကိုလှုပ်ပါဆိုပြီးမှအားပေးအားမြောက်လှုပ်နေတဲ့ဖုန်းကြီးတွေနောက်ပိုင်းမှာအများကြီးဘာက Okay ဆက်ကြည့်တန်ခါမြောက်မန်းဆိုတဲ့ဖွဲ့စည်းထားတဲ့ဖွဲ့ဘဝနာဆိုတာကဥဒိစေဆိုရတဲ့ထက်မှာတရားဝယ်ဖွဲ့စည်းခဲ့တဲ့ဖွဲ့ န်ဒီဆိုရလက်ထက်မှာလားဖြတ်သိမ်းခဲ့တာမဇက်ကလားလက်မဇက်ကနေဖြတ်သိမ်းခဲ့တာဘုရားဘာတော်မတရားဖိနှိပ်ခဲ့တာခမရတို့ကမဘာတာပုဂ္ဂိုလ်တော်ခမရတို့ကအကျဖက်တယ်ပြောအောင်음ပုဂ္ဂိုလ်ဓာတကမဟာကျော်အတွက်ပေါ့နော်ဘာမှဓကမဟာကျော်တက်ကဥစဉ်ပြောတာတော့မဟုတ်ဘူးထင်ပါတယ်သူနဲ့ဥစဉ်နဲ့လည်းတွေ့ဘူးပါတယ်သူရဲ့ဆိုင်လက်ဖက်ဆိုင်မှာလည်းဥစဉ်ထိုင်မှုတယ်အပြင်မှာလည်းဖော်ဖော်ရွှေရွှေပါတကယ်လဲ ါမြန်မာလူငယ်တွေမှာဒါအပြင်မှာလည်းသူဒီအထဲရတိုင်းပဲသူနေရထိုင်းတာတကယ်ကိုသိတတ်ပါတယ်တကယ်ကိုပညာရှိလူငယ်တယောက်လိုပဲပြောရမှာပါဘောနော်ဦးဇင်းတို့ဖုန်းကြီးတွေတဲ့ထွက်ပြီးမှစစ်ထဲဝင်တဲ့ဟုတ်လားစစ်ဆဲဥမှာပြန်ဝဲဆိုရင်မှသူပြောသွားဖို့ခရာဟုတ်လားဦးဇင်းတို့ပြောချင်တာကဖုန်းကြီးဓာတ်ကင်တာတက်နက်ကင်တယ်ဟုတ်ပြီဦးဇင်းဓာတ်ကင်တာတခါကြီးမြင်ဘူးတခါကြီးတို့ဦးဇင်းတို့အဓိကတော့ဦးဇင်းတို့ပြောချင်မှထင်ပါရဲ့ တဏ္ဍကိန္တာပောက်ကိုတော့တဏ္ဍကိန္တာမြင်ဘူးတယ်လားပောက်ကိုတော့ဟောဓာကိန္တာဟာဟဲ့အောင်ကြီးဒါကြီးတော့ကြမ်းသွားကြီးမြင်ဘူးလားတဲ့ချိန်မှာခုံမမဘီယောက်ကကြီးထားပြီးတော့ပလက်ကြီးလှမ်းပြီးတော့တဏ္ဍကိန္တာတဲ့ဒီပုံကြီးကဘယ်ရောသွားထားမှာအခုကျွန်တော်ပြတဲ့ဒီပုံကြီးကိုဟဲ့ဒီပောက်ကိုတော့ရဲ့ကောမန်နေမတော်မှန်ပြီလေဒါမှမဟုတ် CV တွေရှက်ပေါက်တွေအားတွေပို့ပြီးလိုက်ချမ်းပါဦးနော်ကျွန်တော်ဒီပို့ကိုချပြထားမယ်လူငယ်တွေကိုလမ်းမှာ လမ်းမမရောက်အချက်ဖက်မှုမရောက်ဥသိန်းကလမ်းညွှန်ပေးတယ်ဥဆောင်ပေးတယ်ဒါတော့ပဲရှိတာပေါ့ကတော့ PDF တွေကိုတတ်ပါ PDF တွေကိုလုတ်ပါလို့ပေါ့ကတော့ဘယ်နှခါပြောခဲ့ဘူးတယ်လဲဒါလည်းတခါကြီးဆိုတော့ပြောရပါလိမ့်ပေါ့ကတော့အချက်ဖက်တယ်ဆိုရင်ပေါ့ကတော့ဘယ်နေရာတွေမှာအချက်ဖက်တယ်ရှိတယ်နော်ဗီဒီယိုဖိုင်ရှိတယ်နော်ဒီလူငယ်တွေမစီယုံတော့စီယုံတယ်ဆိုတာကဟိုတိုင်းပြီးကိုပါတာနော်ကာကွယ်ကိုစီယုံတာလေဥဥစဉ်ကခုမှစီယုံတာမဟုတ်ဘူးလေတကူကလေးကဥစဉ်မှာလူငယ်တွေကိုစီယုံခဲ့တယ်လူငယ်တွေဟုတ်လား လမ်းမရောက်နေတဲ့လူငယ်တွေစိုးပေမိုက်ပေဆိုတဲ့လူငယ်တွေကိုစီးရုံးငယ်လို့အမြင်မှန်ရကောင်းတဲ့လူငယ်တွေဥစဉ်ကြောင့်တွင်ဆုံးမှအမြင်မှန်ရပါလူငယ်တွေအများကြီးရှိတယ်လေဗျာအများကြီးရပောက်ကြော်ဆိုတာခုမှပေါ်လာတာမှမဟုတ်တာနော်ဒါတကာကြီးတို့ကိုဥစဉ်ကအပြစ်မြင်တာမဟုတ်ပါဘူးနော်အပြစ်မြင်တာမဟုတ်ပါဘူးဥတကာကြီးတို့ပြောတဲ့ဟာလေးဆိုပြန်ပြီးမှပြောပြခြင်းဖြစ်တယ်ဥစဉ်ကဘသူ့ကိုမှဥစဉ်ကပုံကိုရဆော်ကကိုယ့်ဘက်ကလူတွေဆော်ကရပိုးတော့ဥစဉ်ကဟုတ်လားမပြောမတုတ်ပြန်နေရမတုတ်ပြန်ဘူး တုတ်ပြန်ဘူးနော်တကမမောင်လို့လည်းဦးစင်းကမုံမရှိဘူးမုံမရှိဘူးဒါဆရာတော်ဘဘတာဆရာဘဘနာဆိုလာဟာကြီးဆရာတော်ကြီးဆရာတော်ကြီးဆိုတဲ့သကလုံးနေပါလာလို့သူ့အတွက်ကိုဦးစင်းကပြောတာချင်းဖြစ်တာပါသူ့အတွက်ကိုပြောတာချင်းဖြစ်တယ်နော်သူ့အတွက်ကိုပြောတာချင်းပေါ့ကိုတော့စော်ကဘာမှဖြစ်ဘူးဆရာတော်ဦးရတူပုံကိုစော်ကဘာမှဖြစ်ဘူးနော်ခွလွတ်ပြီးသားဦးစင်းတော့ကြားလားအဲ့တော့ဗလီကိစ္စဒီတရားဝင်လောက်တာအတွက်ကြောင့်ဥသိန်းတို့အနေနဲ့ကန့်ကွက်စရာအကြောင်းမရှိဘူး။တရားတော့ တရားဝင်လုတ်ပြီးမှဗလီတဲ့အနေထေရကျမယ်ဟိုမိဋ္ဌိလာလို့ပေါ့ဥတော်ပိတာကိုလမ်းမကိုမှယဉ်ကျေးလိမ်မှာစာအုပ်လာဝယ်တယ်ဝိမဗလီတဲ့ကိုဆွဲပါတယ်ဗလီတဲ့ဆိုရင်မှမိရှုတတ်တယ်ရဲဆက်ဆက်တတ်တယ်ဆိုရင်တော့တို့တို့တွေကတော့ဒီတိုင်းငိမ့်ခံနေမှာမဟုတ်ပေါ့တိုက်တယ်မင်းအုတ်ချုပ်ပလိစေဟုတ်လားရခိုင်ပြည်နယ်မှာလို့ဗလီတဲ့အနေထွက်ပြီးမှဗလီတဲ့ကထွက်ပြီးမှရခိုင်တိုင်းတို့တိုင်းရင်းသားတွေကိုမြောင်များစွာတတ်ဖြတ်တဲ့ပုံစံမျိုးဆိုရင်တော့ ကျုပ်တို့တွေကလက်ခံမှာမဟုတ်ပါဘူးဗလီတဲ့ကနေအကြက်ဖက်မှုတွေဝင်လာပြတာဟုတ်လားဗလီတဲ့မှာနေသူတို့ဘာသာတရားအတိုင်းလုပ်ပေါ်သူတို့ဘာသာတရားလုပ်ဆောင်အဲ့ဒါဆိုရင်ဦးစင်းတို့အနေနဲ့လုံးဝလုံးဝကန့်ကွက်စရာမရှိပါဘူးဘာသာတိုင်းဘာသာတိုင်းကိုယ့်ဘာသာကိုတိုးတက်အောင်လုပ်မှာပါညီညွတ်နော်တိုးတက်အဲ့ဦးစင်းတို့လည်းဦးစင်းတို့ဘာသာကိုဦးစင်းတို့ကာကွယ်ဦးစင်းတို့ဘာသာကိုတိုးတက်အောင်လုပ်တယ်လူများဘာသာကိုထိခိုက်တာမဟုတ်နဲ့တော့လုပ်တာမဟုတ်ပါဘူးဗျာနော် သူများပါဦးဇင်းတို့ဒီမွတ်စလင်တွေတော့ဦးဇင်းတို့စီကိုအကူအညီလာတော့တဲ့မွတ်စလင်တွေရှိပါတယ်အစ္စလာမ်ဘာသာတစ်ခုတစ်ခုလူပါဝါလာတယ်နော်ဒါဦးဇင်းညနေကြလဲဒါဦးဇင်းပြည်ကြီးတခုမျိုးနယ်တဲကနော်အဲ့ဒီဆိုရလက်ထက်မှာလဲထင်းတိုင်းကျဲပြီးမှရုံမာခဲ့တဲ့မွတ်စလင်မိသားစုအချင်းချင်းတော့အဲ့အကြောင်းလေးကိုလဲဦးဇင်းသူတို့အစ္စလာမ်ဘာသာအရာလဲအမွေမှာဆုံးဖြတ်ခွင့်ပေးတယ်ဆုံးဖြတ်ခွင့်ပေးထားတယ်ဒါပေမဲ့သူတို့ဒီအစ္စလာမ်ဘာသာအရာလဲသူတို့တွေမလုပ်ဘူးမလိုက်နာဘူး သူတို့တွေเนาะငွေရှိရဆိုပြီးထိန်းတိုင်းကြက်ခဲ့တဲ့အရာလေးကိုလည်းညနေမှာအားလုံးစင်အမှန်တရားလေးတွေကိုပြောပြသွားဖြစ်ပါတယ်အားလုံးသာပါပဲဗျာအခုဖောက်ဖို့တော့ဘေးပြောချင်တဲ့ခေါင်းစဉ်ကနော်အတိဒါကြီးဗျာနော်အတိဒါကြီးဆိုမင်းအောင်လံကိုအားပေးထောက်ခံတဲ့ပုံစံကြီးကလုံးဝတိတိတသားကြီးနဲ့ရုပ်ပေါက်လွန်နေဗျာနော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်